ဒါကတော့လူရင်းကိုပြပေးမယ်ရဲ့အားလုံးပါပဲလူရင်းရှိရဲ့သွားရလားအသွားလားတွေကျွန်တော်မပြတော့ဘူးမပြတော့ကျွန်တော်တို့ဒီ900မှာ800ဆိုရဲလိုင်းရန်သူမပေးပေးပေးသူ့နေရာနဲ့သူသွားကြမယ်ဆိုလို့ရှိရင်သူကြသွားရင်အဲ့ဒါလိုင်းကောင်းပါလေဆရာကြီးဟုတ်ကဲ့ကျွန်တော်တို့ဒီနေရာဟိုဗျာ20ရှေ့တွဲလေးကိုသူကဒီမှာဒီ၃လုံးဒီ၃လုံးတွေကသူက၄ဖြစ်တယ်383တွေ၄ဖြစ်တယ်3 9 1တွေက3ဖြစ်တယ်နောက်တစ်ခါ နော်5 9 8တည်းရနှစ်ဖြစ်တယ်ဒီသုံးလုံးနှစ်တယ်ပေါ့ဒီသုံးလုံးသုံးတယ်ပေါ့ဗျာနော်ပင်ညာไก่လေးမှာဒီသုံးလုံးလေးတယ်ပေါ့ပရမမှာအဲ့လိုဖြစ်ပြီးသူ့ရဲ့ဇောင်းမှာတဲ့ဒီမှာက29တွဲကိုတဲ့29လို့တွဲတယ်ဒီမှာ6ပိတ်နဲ့သူကကစားတယ်ပရိငားပေါ့ဗျာနှစ်ခွန်နှစ်နော်ခွန်26လို့ဖြစ်တယ်အဲဒုတိယမှာသူ့ရဲ့ဇောင်းမှာဒီမှာခွန်နှစ်ငားလို့ဖြစ်တယ်အဲရိုးရှင်းရှင်းလိုလိုလေးသူကတော့ခွန်နှစ်၄ပေါ့ဗျာ အဲဒါဒီဒီတို့ဒါအဲ့တော့အဲ့၃ခွက်ဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီကတပင်းနှစ်ပင်း၃ပင်ဒီမှာသူ့ဘောပရိရှိကိုအပိတ်၃လုံးရှိမှလားတဲ့ဒါဆိုရင်တပင်းနှစ်ပင်၃ပင်၄ပင်သူ့ဘောပရိရှိကိုအပိတ်၃လုံးဒီမှာပေါ့ဗျာ9ရယ်9ရယ်6ရယ်ရှိမှလားဒါဆိုရင်တပင်းနှစ်ပင်၃ပင်၄ပင်သူ့ဘောပရိရှိကို9ရယ်8ရယ်9ရယ်ရှိမှလားပေါ့အဲဒါဆိုရင်ဆက်သွားသူ့ဘောတပင်းနှစ်ပင်၃ပင်နဲ့ခွန်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ2ရယ်6ရယ်ဆိုရင်တော့သူက6ပိတ်မှခွန်ဖြစ်မှာအဲ့ဒါဆိုရင်ခွန်2 6ပေါ့နော် မဟုတ်ပါဘူးကွာရိုးရှင်းသွားမယ်ရိုးရှင်းသွားမယ်ပေါ့ဒီသုံးဒီအပိတ်သုံးလုံးရှစ်သွားမယ်အပိတ်သုံးလုံးရှစ်သွားမယ်80နဲ့ရှိတယ်အပိတ်သုံးလုံးရှစ်သွားမယ်ဆိုရင် तू ကတုံညာပိတ်ဒီသုံးလုံးရတယ်နော်အဲ့နှစ်ခွန်တွဲဒီနေ့လည်းကြာတယ်ကျွန်တော်အဲ့ line နဲ့ပြထားတာရှိတယ်။အင်္ဂလိပ်ရှင်းတဲ့ခါကျတော့အဲ့မှာဒီတကွက်တော့အဲ့ဒီ line လေးနဲ့ရှင်းအောင် planner မှာနှစ်ကတ်တည်းရှိတယ်ပါတယ်နော်။နှစ်ကတ်စလုံးသူ့လုတ်သွားတယ်လို့ဆိုလို့ရတယ်။ ဘယ်လိုကလနာမှာငားလို့ပိတ်ဒီမှာနော်ငားလို့ပိတ်ငားလို့ခါ YouTube ပြပေးပွားတယ်ဒါဒါက94 94ကိုရှင်းမှာပါငားလို့ပိတ်ငားလို့ခါငားလို့ထိတ်ငားလို့ထိတ်နော်ငားပိတ်ငားခါငားထိတ်ငားထိတ်ဖြစ်ပြီးတော့ဒီငားခါနေဒီနှစ်နဲ့နဲ့3နဲ့4နဲ့5နဲ့6နဲ့9နှစ်ကဒီမှာက265ဆိုတဲ့ကဏ္ဍဒီကငားပိတ်တဲ့ကဏ္ဍလေးကိုဒီကယူလိုက်တာအဲ့ကနေပြီးတော့ဒီနှစ်နဲ့နဲ့3နဲ့4နဲ့မှာတဲ့ဒီမှာအဲ့ဒီငားဒီငားလို့ပိတ်တာနဲ့964ဖြစ်တယ်နော်အဲ့ဒီငားဒီ အဲ့ဒီငါးဒီငါးလို့ပြတဲ့ငါး၆လေးငါး၆လေးတွေ့တဲ့ဒီကနန်းကိုသူကသူ့ရဲ့နောက်မှာ၃ည၃ခွန်ဆိုတဲ့ကနန်းကိုဒီကနန်းက၃ရဲ့၁ရဲ့၃ရဲ့၉ရဲ့ကိုဒီမှာက၁၃၉ဆိုအထောင်လဲဖြစ်တယ်အဲ့ကန်လေးတနည်းနဲ့နဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့၇နဲ့အရှင်းနဲ့မှာဒီမှာ၂ခွန်၄တဲ့ဘရမဒုတိယမှာလည်းဒီမှာငါးလို့ပိငါးလို့ခါငါးလို့ထိငါးလို့ထိ၃နှစ်ကတ်တည်းရှိတယ်အကုန်လုံးတယ်အဲ့ဒီငါးခါဒီနည်းနဲ့နဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့၇နဲ့မှာဒီမှာ၂၄၅ဆိုရဲကနန်းဒီကငါးပိတဲ့ကနန်းကိုဒီမှာကြာတယ်နော် အဲ့ကနေဒီနေ့နဲ့နဲ့3နဲ့4နဲ့မှာအဲ့ဒီ5ဒီ5လို့ပိတ်တဲ့9 6 4ပါပဲတဲ့ဒါဆိုအဲ့ရဲ့နောက်မှာ3ည3ဆိုတဲ့ကဏ္ဍဒီကဓမ္မက9 9 6ဆိုတဲ့ကဏ္ဍဒီဓမ္မအထောင်လဲပေါ့နော်အဲ့လိုဖြစ်တယ်ဒါဆိုအဲ့ကနေဒီနေ့နဲ့နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့8နဲ့မှာတွားရင်ဒီမှာဒီကဏ္ဍပေါ့နော်ပြထားတယ်နော်အဲ့ဒီကဏ္ဍပေါ့ဒါဆိုရင်ခုနကပြတဲ့စနစ်ထဲမှာခုနကပြတဲ့စနစ်ထဲမှာကဲဒီကဏ္ဍနဲ့နောက်ထပ်တစ်လိုင်းပြလိုက်ပြီနော်အဲ့ဒီမှာ9 2လေးလည်းပြလိုက်ပြီနော်နောက်တစ်ခါကြတော့ အဲနောက်တစ်ခါကြာတော့ခဏလေးပြန်နော်အဲနောက်တစ်ခါကြာတော့နောက်တစ်ခါကြာတော့ဒါခုနှစ်ကိုရှင်းအောင်နော်ဒါကျွန်တော်တို့ဒီကဏ္ဍဒီဒီဂျေနေရှင်ဒီမကြာသေးဘူးပေါ့နော်ဒီပရိရှိဆိုတဲ့ကဏ္ဍဒီပြောပြမယ်အဲ့ဒါကတော့ခုနှစ်ခုနှစ်ကိုရှင်းအောင်ဗျာဒီကဏ္ဍကိုကျွန်တော်အဲ့မှာရထားလိုက်ပါဗျာဒီ၃လုံး၈တယ်ပေါ့ဗျာဒီ၃လုံး၃ညတယ်ပေါ့ဗျာနော်ဒီ၃လုံးဒီ၆တယ်ပေါ့ဗျာနော် ပရိအားလုံးဒီဒီသုံးလုံးဒီ၈တဲ့ဒီသုံးလုံးဒီ၃ညတဲ့ဒီသုံးလုံးဒီ၆တဲ့အဲ့လိုဖြစ်ပြီးသူ့ရဲ့ဇောင်းမှာဗာလိစစ်ဖြစ်ပါတယ်လေဖြစ်ပါတယ်ဒီသုံးလုံးဒီ၃ညတဲ့ဒီသုံးလုံးဒီ၄တဲ့ဒီသုံးလုံးဒီ9တဲ့ပေါ့နော်ဒါအားလုံးပရိအတူပဲပေါ့အဲ့လိုဖြစ်ပြီးသူ့ရဲ့နောင်မှာတဲ့9ရဲ့3ညရဲ့6ရဲ့လို့ဖြစ်ပြီးတော့အဲ့ကနေကြည့်လိုက်တော့သူကနေတနည်းနဲ့3နဲ့4နဲ့9နဲ့မှာအဲ့ဒီကဒီကဒီ3လုံးဒီ ဒီ800ဆိုတဲ့ကဏ္ဍကိုအဲ့နဲ့ထည့်ကြရမှာနောက်တစ်ခါကြာလဲ8ကစမယ်ဗျာနော်8ကစမယ်ဒီမှာဒီ3လုံး3ညရတယ်ဒီ3လုံး sorry ဒီ3လုံး8တယ်ဒီ3လုံး3ညရတယ်ဒီ3လုံး6တယ်အဲ့သူ့ရဲ့နောက်မှာလဲရှိသလားရှိတယ်ဒီ3လုံး3ညရတယ်ဒီ3လုံး4တယ်ဒီ3လုံး9နဲ့ပေါ့နော်အဲ့လိုဖြစ်ပြီးသူကနေသူ့ရဲ့နောက်တစ်နံပါတ်5 3ည 6လို့စောင်းပြီးဒီက9နှစ်ခွန်ကိုဒီချိန်မှာပေါ့9နှစ်ခွန်ရွေးမလားသူ့ရဲ့ချိန်ဒါဆိုရင်800လားဆိုပြီး800တောင်ဒီမှာရေးပေးသေးတယ်အဲ့ဒါဆိုရင်အဲ့ဒီကဏ9နှစ်ခွန်ဆိုတဲ့ကဏဒီနေ့မှာဒီကဏရှင်းလိုက်ပြီနော်တစ်ခေါက်ပြန်ပြောမယ်အသေးသေးကြီးကျွန်တော်မပြောတော့ဘူးနော်နောက်သွားပြန်လေးရှိတယ်ဒါဒီကဏကိုခုနစနစ်နဲ့ပြတာကိုကျွန်တော်ကရှင်းမှာပါဒီ၃လုံး၈တယ်ဗျာဒီ၃လုံး၃ရတယ်ဗျာဒီ၃လုံး၆တယ်ဗျာ အဲအဲ့လိုဖြစ်တာနဲ့ဒီ၃လုံး၃ရတယ်ဗျာဒီ၃လုံး၄တယ်ဗျာဒီ၃လုံး9တယ်ဗျာအဲ့လိုဖြစ်ပြီးမှ9 3 6လို့စောင်းပြီးဒီက8ရာဆိုရယ်ကနန်းတနေ့နေ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့8နဲ့9နဲ့မှသူကြာနေကြာရမယ်တဲ့နောက်တစ်ခါကျတော့ဒီ၃လုံး8တယ်ဗျာဒီ၃လုံး3ရတယ်ဗျာဒီ၃လုံး6တယ်ဗျာဒီ၃လုံး3ရတယ်ဗျာဒီ၃လုံး4တယ်ဗျာဒီ၃လုံး9တယ်ဗျာ အဲ့မှာ9 3ည6လို့စောင်းပြီးတော့ဒီက2ခွန်9ဆိုတဲ့ကလန်းဒီနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့8နဲ့9နဲ့မှာကြရမယ်အဲနောက်တစ်ခါကျရှင်းလိုက်2 90ကြပြီအဲ့ဒါ2ခွန်9ဆိုတဲ့ကလန်းကြရမယ်လို့2ခွန်9ပရိရှစ်ကိုရှင်းကြလို့ရေနော်2ခွန်9ပရိရှစ်ကိုရှင်းမယ်နော်တခါထပ်ရှင်းပေးမယ်2ခွန်9ပရိရှစ်ကိုဒါလေးကျွန်တော်ဖြစ်လိုက်ပါအောင်နော် ဝက်ကလနာဒီ၃လုံးဒီ၈တဲ့ဒီ၃လုံးဒီ၅တဲ့ဒီ၃လုံးဒီ၅လေးတဲ့နော်ဒီ၃လုံးဒီ၈တဲ့ဒီ၃လုံးဒီ၅တဲ့ဒီ၃လုံးဒီ၄တဲ့၈ရဲ့၅ရဲ့၄ရဲ့အပေါင်းဒီခွန်လို့ဖြစ်တယ်နောက်တစ်ခါသူ့ရဲ့အောက်မှာလဲတဲ့ဆက်သွားဒီ၃လုံးဒီ၁တဲ့ဒီ၃လုံးဒီ၃ညတဲ့ဒီ၃လုံးဒီ၆တဲ့၁နော်၃ည၆အပေါင်းဒီခွန်မှာနောက်တစ်ခါသူ့ရဲ့အောက်သွားဒီ၃လုံးဒီ၈တဲ့ ဒီ3လုံးသည်တက်တယ်ဒီ3လုံးသည် ရှစ်တယ်ရှစ်ရဲ့တက်ရဲ့ရှစ်ရဲ့အပေါင်းသည်ခွန်ပါတယ်ဒါဆိုရင်ဆက်လို့မယ်ဒီ3လုံးသည်6တယ်ဒီ3လုံးသည်3တယ်ဒါဆိုရင်ကျွန်တော်တို့ကခွန်ဖြစ်အောင်ဒီကောင်ကခွန်ဖြစ်အောင်ဆိုရင်ကျွန်တော်တို့ကဗရိတ်ခွန်ဖြစ်အောင်ဆိုတော့ကျွန်တော်တို့ကဘာထက်မှလဲရှစ်ထက်မှသာလင်ခွန်ဖြစ်မယ်အဲ့တော့ဒီနေရာမှာဗရိတ်ရှစ်ထပ်ပြောမယ်နော်ဒုရှိယလုံးသူ့အောင်မှာဂွား၆တွေထည့်တာတွေရောတပုံသားနဲ့ ကျွန်တော်ရှင်းရနေရှင်းပြမယ်နော်ရှင်းရနေရှင်းပြဓမ္မကြီးဒါအဘွားစီစီနီယံလေးပါတယ်ဗျာอืมကိုးတယ်ဗျာတုံညားတယ်ဗျာတစ်တယ်ဗျာနှစ်တယ်ဗျာနော်ဒါတွေပါတယ်နော်ကိုးတုံညားဒီနှစ်နော်အဲ့မှာဒီ၃လုံးဒီ၈တယ်ဗျာဒီ၃လုံးဒီ၅တယ်ဗျာဒီ၃လုံးဒီက၄တယ်ဗျာ၈၅လေးအပေါင်းဒီကခွန်ဖြစ်တယ်ဗျာနော်ခွန်ဖြစ်တယ်ဆိုပြီးတော့ဒါဖောင်တယ်လေးနဲ့ဆွဲမယ်နော်ခွန်ဖြစ်တယ် အဲ့လိုဖြစ်ပြီးစဖြစ်တဲ့စနစ်ကဒီလိုလာတယ်ဗျနော်ခုနကဒီ၃လုံးသည်၈တဲ့ဒီ၃လုံးသည်၅တဲ့ဒီ၃လုံးသည်၄တဲ့၈၅လေးသည်9နဲ့လာပါပြီအဲ့အောက်ဘက်ကနန်းသည်ကတဲတားဒီလိုထိတ်နဲ့ပိတ်နဲ့6အဲ့လိုဖြစ်ပြီးတော့ထိတ်နဲ့ပိတ်နဲ့6စက်တင်လိုက်တာထိတ်နဲ့ပိတ်နဲ့သည်6အဲ့ဒီမှာဒီ၃လုံးသည်1တဲ့ဒီ၃လုံးသည်3ညတဲ့ဒီ၃လုံးသည်6တဲ့1 3ညာ6အပေါင်းသည်9ဖြစ်တယ်ကဲလာပြီအဲ့အောက်မှာလည်းဒီမှာထိတ်နဲ့ပိတ်နဲ့6နော် ဲ့လိုဖြစ်နိုင်တဲ့နောက်တစ်ခါဒီ၃လုံးသည်၈တယ်ဒီ၃လုံးသည်၁တယ်ဒီ၃လုံးသည်၈တယ်နော်၈၁၈အပေါင်းသည်ဖွင့်ပြတယ်လာပြီပြအဲ့လိုဖြစ်တာနဲ့သူ့ရဲ့အောက်ကဒီထိတ်နဲ့ပိတ်နဲ့၆เนาะအဲ့ဒီမှာဒီ၃လုံးသည်9နဲ့ဒီ၃လုံးသည်9ဒီ၃လုံးသည်6တဲ့ဒီ၃လုံးသည်3နဲ့6နဲ့3နဲ့သည်9ဖြစ်တော့ဒီနေရာမှာ10ဖြစ်အောင်ဆိုလို့ရှိရင်9ဖြစ်အောင်ပေါ့နော်အားလုံးက9လေးရဖြစ်တာနော်9ဖြစ်အောင်ဆိုကျွန်တော်တို့ကဘရိတ်ရှစ်ထဲမှာထပ်ပြောထပ်ပြောမယ်နော်ဒီနေရာရှုပ်မယ်အောက်ကလည်းတကြဆို့ ဒီသုံးလုံးဒီရှစ်တဲ့ဒီသုံးလုံးဒီငါးတဲ့ဒီသုံးလုံးဒီလေးတဲ့ရှစ်ငါးလေးအပေါင်းဒီခွန်ဖြစ်တဲ့အဲ့လိုဖြစ်ပြီးသူ့ရဲ့အောက်မှာဓမ္မကထိတ်နဲ့ပိတ်နဲ့6ဖြစ်တဲ့ဒါဆိုဒီသုံးလုံးဒီတက်တဲ့ဒီသုံးလုံးဒီတုံညတဲ့ဒီသုံးလုံးဒီက6တဲ့เนาะ1 3ည6အပေါင်းဒီခွန်တဲ့ဒါဆိုသူ့ရဲ့အောက်မှာလည်းထိတ်နဲ့ပိတ်နဲ့6အဲဒီသုံးလုံးဒီသုံးလုံးဒီရှစ်တဲ့ဒီသုံးလုံးဒီတက်တဲ့ဒီသုံးလုံးဒီခွန်နဲ့เนาะ8 1เนาะဒီသုံးလုံးဒီရှစ်တဲ့ပေါ့8 1 8အပေါင်းဒီခွန်တဲ့ဒါဆိုသူ့ရဲ့အောက်မှာလည်းထိတ်နဲ့ပိတ်နဲ့6เนาะ ဒီသုံးလုံးဒီ6တဲ့ဒီသုံးလုံးဒီ3တဲ့6နဲ့3နဲ့9ဖြစ်တော့ဒီနေရာမှာခွန်ဖြစ်အောင်ကကျွန်တော်တို့ကရှစ်ပရိတ်ထဲမှာဖြစ်မယ်နော်အမှန်ကဒီလိုပေါ့ဗျာဒီ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 တကွက်ဒီတကွက်ဒီတကွက်ခွန်လို့ဖြစ်တာနဲ့ထိတ်နဲ့ပိတ်နဲ့6အဲ့ကံဒီတကွက်ဒီတကွက်ဒီတကွက်ခွန်လို့ဖြစ်တာနဲ့ထိတ်နဲ့ပိတ်နဲ့6เนาะဒီဒီ3လုံးရဲ့ဒီ3လုံးရဲ့ဒီ3လုံးရဲ့အပေါင်းဒီခွန်လို့ဖြစ်တာနဲ့ထိတ်နဲ့ပိတ်နဲ့6နောက်တစ်ခါဒီ3လုံးရဲ့ဒီ3လုံးရဲ့အပေါင်းဒီခွန်လို့ဖြစ်တာနဲ့ထိတ်နဲ့ပိတ်နဲ့6နောက်တစ်ခါဒီ3လုံးရဲ့ဒီ3လုံးရဲ့အပေါင်းဒီခွန်လို့ဖြစ်တာနဲ့ထိတ်နဲ့ပိတ်နဲ့6 အဲဆိုရင်16ပဲဒီ3လုံး6တဲ့ဒီ3လုံး3နဲ့6နဲ့3နဲ့ဆိုတော့ဘာဖြစ်တာလဲ6ဖြစ်နေတော့ကျွန်တော်တို့ကခွန်ဖြစ်အောင်ပရိရှိထဲမှာအဲနောက်တစ်ခါကျတော့ရှစ်နော်နောက်တစ်ခါကျရှစ်တရားလေးတက်နောက်တစ်ချက်ပြန်ရှင်းရအောင်ကြနော်အဲဒီမှာကြီးဒါကျတော့3ဖြစ်ချင်းဒီ3လုံးသည်နှစ်တဲ့ဒီ3လုံးသည်9တဲ့ဒီ3လုံးသည်6တဲ့6 9နဲ့အပေါင်းသည်3တဲ့နော်ဒီ3လုံးသည် တက်တယ်ဒီ3လုံးသည်နှစ်တယ်ဒီ3လုံးသည်၃ညတယ်เนาะ၃ညနှစ်တဲ့အပေါင်းသည်၃ပေါ့ဗျာဒါဆိုဒီ3လုံးသည်၈တယ်ဒီ3လုံးသည်နှစ်တယ်ဒီ3လုံးသည်၃နဲ့၃နဲ့၈အပေါင်းသည်က၃ပေါ့เนาะပြန်ပြောပြန်တော့အဲဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကထည့်ရမှာဆိုလို့ရှိရင်၃ဖြစ်အောင်ဆိုရင်ကျွန်တော်တို့ကဒီမှာကဒီ3လုံးသည်1တယ်ဒီ3လုံးသည်4တယ်เนาะ သုံးဖြစ်အောင်ထဲတော့ကျွန်တော်တို့ကဘာထက်မှာတော့ဒီကောင်သုံးဖြစ်အောင်ထဲတော့ရှစ်ထက်မှာသာလေဒီသုံးလုံးရဲ့အပေါင်းကသုံးဖြစ်မယ်ထပ်ပြောမယ်အပေါ်ကဆင်းမယ်အဲဒီသုံးလုံးဒီ6တယ်ဒီသုံးလုံးဒီ9တယ်ဒီသုံးလုံးဒီ1တယ်6 9နဲ့အပေါင်းဒီ3တယ်ဒါဆိုသူ့ရဲ့နောက်ဘေးဒီသုံးလုံးဒီ3ညတယ်ဒီသုံးလုံးဒီ1တယ်ဒီသုံးလုံးဒီ1တယ်3ည1တအပေါင်းဒီ3တယ်ဒါဆိုဒီသုံးလုံးဒီ3တယ်ဒီသုံးလုံးဒီ1တယ်ဒီသုံးလုံးဒီ8တယ် 3နဲ့8အပေါင်းဒီ3နဲ့ဒါဆိုရင်ဒီ3လုံးတည်းက3ဖြစ်အောင်ပေါ့လေ3နဲ့8ပေါ့နော်ဒီ3လုံးဒီ1တည်းဒီ3လုံးဒီ4တည်း3ဖြစ်အောင်ဒီ3လုံး8မှာသာလျင်3ဖြစ်မယ်ဒါ bracket နှစ်ခုပြောပြရှင်းပါတယ်နော်ဒီ3လုံးဒီ6တည်းဒီ3လုံးဒီ9တည်းဒီ3လုံးဒီ1တည်း6 9နှစ်အပေါင်းဒီ3ပါတယ်3ဖြစ်တာပေါ့နော်ဒီ3လုံးဒီ3ညတည်းဒီ3လုံးဒီ1တည်းဒီ3လုံးဒီ1တည်းနော်3ည1 1ဒီက3ပါတယ် နော်နောက်တခါဒီ3လုံးဒီ3နဲ့ဒီ3လုံးဒီ1တဲ့ဒီ3လုံးဒီ8တဲ့နော်1 3 8အပေါင်းဒီ3ပါတယ်ဒါဆိုဒီ3လုံးဒီ1တဲ့ဒီ3လုံးဒီ4တဲ့အဲကြောင့်3ဖြစ်အောင်ဒီ3လုံးဒီ8ပါတယ်ဒါဆိုရင်ကျွန်တော်ခုနကပြောတဲ့ဒီကဏ္ဍဒီ8ဖြစ်နေတယ်2ခွန်9ဒီနော်အဲကြောင့်ဒီကဏ္ဍတစ်ခုကကြံတော့အဲ့ဒီဟာရှင်းရအောင်ဒါ2 3ခွန်ပေးတဲ့ကဏ္ဍနော်အဲ့တော့ရပြီနော်ခုနကတော့ရှင်းတယ်နော်ကျွန်တော်ဒီဒီဒီကဒီကနန်းကိုရှင်းရဖို့ဒီနေ့ရွေးရမှာအဲ့ဒီမှာခုနကဒီ ိုးနှစ်ခွန်ကိုဒီနေ့ရွေ့ရမှာပေါ့နော်အဲကြတော့အဲဒီကဏ္ဍလေးကိုအဲ့ဒါကိုပြောပြလိုက်တာပါရှစ်ဆိုတဲ့ကဏ္ဍလေးကြားနေတဲ့အတွက်ပေါ့ကျွန်တော်ပြောပြတာပါနော်လိုင်းကကောင်းလားမသိကျွန်တော်ကဒါဆွပြောနေရတာပြရတယ်ဒီဒီကဏ္ဍလေးကျွန်တော်တို့ကြားနေဒါ2024နဲ့4ရမွေးဆိုတဲ့ကဏ္ဍပြရတယ်အဲ့ဒါတော့3လိုင်းကြားရပေါ့ဗျာအဲ့ကဏ္ဍကဒီဒီလိုင်းရယ်မဟုတ်ကဒီလိုင်းရယ်ဒီလိုင်းရယ်ပေါ့ပြောချင်တာဒါမျိုးဆိုမသိဘူးဒီ2 90ဆိုမသိဘူးဗျာဒီကောင်တိတယ်ဗျာ တကောင်သိတယ်ဗျာเนาะတကောင်သိတယ်เนาะပြောချင်တာဒီကန်ဒါဆိုမသိဘူးဒီလိုမျိုးပြောတယ်အဲအဲ့ဒီကเนาะအဲ့ဒီကဏ္ဍကြာဒါပေမဲ့အဲ့ကဏ္ဍအချားလိုင်းကအဲ့နေရာမှာကြာတယ်ဆိုတာလည်းပြောပြတယ်ဒါဆိုရင်290လိုရင်းမဲ့ကျွန်တော်တို့ကြည့်ကြရအောင်เนาะဒါဖြီးတဲ့ကဏ္ဍလေးတွေလည်းကျွန်တော်ပြောပြပါရှစ်သုံးနဲ့မွေးဆိုတာအဲအဲ့ကြတော့လိုင်းကောင်းတယ်เนาะအဲ့ကြတော့ကျွန်တော်ကအခု290ကျန်းနေတော့နှစ်ခွန်တို့ရဒီနဲ့ကြာမှာဗျာเนาะနှစ်ခွန်တို့ရဒီနဲ့ကြာမှာ ကျွန်တော်ပြရတာဟိုချားလိုင်းနဲ့ကြတော့ခွန်ထိတ်အဆောင်းသလုံးနဲ့ပရိတ်သုံးခွန်လို့ထိတ်တာနဲ့အဲ့ဒါနှစ်ခွန်အတွဲဒီနဲ့ကြရမှာဗျနော်နောက်တစ်ခါနှစ်ခွန်20ကိုကြည့်ကြရအောင်နော်အဲနှစ်ခွန်20ကိုကြည့်ရအဲကဲဒီသုံးလုံးဒီသုံးတယ်ဗျာဒီသုံးလုံးဒီတစ်တယ်ဗျာဒီသုံးလုံးဒီဟာ၈ဆိုတဲ့ကဏ္ဍ 3တက်8ကိုပြန်စောင်းလိုက်မယ်ဒီ8ဖြစ်ခံရတဲ့ကဏ္ဍဒီကဏ္ဍကြီးတယ်ပေါ့နော်အဲ့ကနေကျွန်တော်တို့အဲ့ကနေကျွန်တော်တို့ယူလိုက်တဲ့ခံကြတော့တနည်းနဲ့နဲ့3နဲ့4နဲ့မှဒီ3လုံးသည်အဲ့ဒီကနော်3 1 8ကိုပြန်စောင်းတယ်စောင်းလိုက်ပြီးတော့ဒီမှာကဒီ3လုံးသည်ကနှစ်လို့ဖြစ်တယ်အဲ့ဒီမှာနှစ်ဖြစ်ခံရတဲ့ကဏ္ဍကဒီ3လုံးသည်က1တယ်ဒီ3လုံးသည်က2တယ်ဒီ3လုံးသည်က4တယ်2 1 4လို့သူကအမိပေါ်တယ်အဲ့ဒီ2 1 4ဆိုတဲ့ကဏ္ဍဖြီးလိုက်တာ တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်ကဒီကနှစ်တက်လေးကိုဒီသုံးလုံးတက်တယ်ဒီသုံးလုံးနှစ်တယ်ဒီသုံးလုံးလေးတယ်နော်နှစ်တက်လေးပြီကံနောက်ဆုံးမှဒီကနေ့ကျတော့အပိတ်သုံးလုံးဒီနှစ်တက်ဒီမှာကခုနကဒီကက3တက်8ကို3တက်8လို့ဆောင်းတယ်အဲ့ဒီကနေ့ဒီသုံးလုံး8ကိုတနည်းနည်းနဲ့3နဲ့4နဲ့5နဲ့6နဲ့မှဒီသုံးလုံး8တယ်အဲ့ဒီသုံးလုံး8ကိုလည်းသူ့ရဲ့နောက်တနည်းတနည်းသူပါဝင်တနည်းနည်းနဲ့3နဲ့မှဒီသုံးလုံး8တယ် ဲ့ဒီ၃လုံး၈ကံလေးတနေ့နဲ့နဲ့၃နဲ့၄နဲ့မှဒီ၃လုံးငားမယ်နော်နောက်တစ်ခါကျမှဆက်သွားရအောင်နောက်တစ်ခါကဲဒီ၃လုံးဒီ၃နဲ့ဒီ၃လုံးဒီ၁တဲ့ဒီ၃လုံးဒီ၈တဲ့၃တ၈ပေါ့နော်ဖြစ်ခံရတဲ့၈ကဒီကနန်းပဲပေါ့နော်အဲ့ကံလေးတနေ့နဲ့နဲ့၃နဲ့၄နဲ့မှဒီမှာ၃တ၈လို့ခေါ်ခုနကဒီလိုပါပဲအဲ့မှာ၃တ၈လို့စောင်းတယ်ဒီအပိတ်၃လုံးဒီ၂လို့ဖြစ်တယ်ဖြစ်ပြီးမှဖြစ်ခံရကနဒီ၃လုံးဒီ၉တယ်ဒီ၃လုံးဒီ၅တယ်ဒီ၃လုံးဒီ ရှစ်တယ်ဘုနော်6 5 8ခုနကတင်းတင်းလေးလို့တပင်2ပင်3ပင်4ပင်5ပင်6ပင်ကဒီ6 5 8ကိုဖြီးတယ်အဲ့လိုဖြစ်ပြီးမှဒီ3လုံး8ကိုတင်းတင်းနဲ့3နဲ့4နဲ့5နဲ့6နဲ့ဒီ3လုံး8တယ်ဒီက3လုံး8ကိုတင်းတင်းနဲ့3နဲ့ဒီ3လုံး8တယ်အဲ့ကနေဒီ3လုံး9တယ်ပေါ့နော်ဟုတ်ပြီစမယ်နော်ဒီတကြောင်ပြောပြီးကျွန်တော်တို့ line တွေကတိတ်မကောင်းတော့เนาะပြရဒါကြတော့2 80ကိုကျွန်တော်ကပြောပြတာပါ ဲ့တော့ထပ်ပြောမယ်ဒါအသေးသေးကတရားပါတာနော်ကျွန်တော်တို့ပြပေးဘူးတဲ့အမှ၈ရက်၃မွေးဆိုတဲ့ကဏ္ဍဒါဟုတ်ပြပြတာပါဒီလိုင်းမှာပဲနော်ဖြီးတဲ့ကဏ္ဍကိုထွက်မလားဟိုကလာတဲ့အသေးစိတ်ပဲဒီနားတယ်မနော်ဒီအောက်တရောအကုန်ပါတယ်နော်ဒီ၃လုံးဒီ၃နဲ့ဒီ၃လုံးဒီ၁တဲ့ဒီ၃လုံးဒီ၈တဲ့၃၁၈ရှိဖြစ်ခံတဲ့ကဏ္ဍ864လေးပေါ့ဗျာအဲ့ဒီမှာ318ကိုဒီနေ့နဲ့3နဲ့4နဲ့ဒီကြာစီမှာ138လို့စောင်းတယ်ဒီနော့အဲ့ဒီမှာဒီ3လုံးကလည်းညက်တယ် ဒါဆိုရင်ဒီ၃လုံးသည်တက်တယ်ဒီ၃လုံးသည်နှစ်တယ်ဒီ၃လုံးသည်ငါးတယ်မဟုတ်၄တယ်နော်နှစ်တနှစ်၄ဆိုတဲ့ကဏ္ဍဒီရှစ်ကံဒီတစ်ပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်ရဒီ break ကိုဒီမှာဖြစ်လိုက်တယ်ဒါဆိုရင်အဲ့ဒီ၃လုံးရှစ်ကံဒီပညာကိုက်မှာဒီ၃လုံးရှစ်တယ်အဲ့ဒီ၃လုံးရှစ်ကိုတဲ့ဒီမှာဒီ၃လုံးရှစ်ထည့်တယ်အဲ့ဒီ၃လုံးရှစ်ဒီကခွန်ထိတ်ကိုခွန်ထိတ်လို့ထည့်တယ်ဒီနောက်ပေါင်းတက်ကိုနောက်ပေါင်းတက်နဲ့အဲ့ဒီ၃လုံးရှစ်တယ် ဒါဆိုအဲ့3လုံး6ကနေဒီ3လုံး5ဆိုတဲ့ကနန်းကို3ပြန်ဖြီးရဒီ3လုံး3ကိုဖြီးပါတယ်ဗျဒီ3ဖြီးတယ်နော်အဲ့ဒီမှာနော်ဟုတ်ပြီနော်ဒီ3လုံး6ကိုဒီ3လုံး6တဲ့အဲ့ဒီ3လုံး6ကိုဒီ3လုံး6ကိုဒီကခွန်ထိတ်ကခွန်ထိတ်တဲ့နောက်ပေါင်းတက်ကနောက်ပေါင်းတက်တဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နော်အဲ့ဒီ3လုံး6ကနေဒီ3လုံး5ဒီဒီ3လုံး15 5မဟုတ်ဒီ3လုံး15ဒီမာ3လုံးနဲ့15ဖြစ်မယ်ဒါဆိုရင်အဲ့ဒီ3လုံးဒီသူကဒီမှာကဒီ3ကို3ပြန်ဖြီးမယ်ဒါဆိုရင်ဒီမှာခွန်ထိတ်နဲ့9ထိတ်နဲ့ဒီ2လို့ဖြစ်တယ် နော်ဒါမှ၃ညခါနဲ့၃ခါနဲ့ဒီက၃လို့ဖြစ်တယ်တစ်ပိတ်နဲ့ခွန်ပိတ်နဲ့ဒီက၈ဖြစ်တယ်နော်နှစ်၃၈လို့ဖြစ်တယ်အဲ့လိုဖြည့်လိုက်ပြီအဲ့လိုဖြည့်လိုက်တာနဲ့သူ့ရဲ့အောက်မှာတပင်၂ပင်၃ပင်၄ပင်ရဲ့အောက်မှာဒီကနေ့နှစ်၃၈မှုကကြာတယ်အဲ့ဒီ၃လုံးကကြာတော့မယ်ဆိုအမှန်ပြောရဲ့နော်ခုနပြောတဲ့ဒီကဒီငါမာ၃လုံးနဲ့ပိတ်ငါကြာတော့မယ်သူကြာတော့မယ်သူခုနကဒီ၃လုံး၈ကိုရှစ်လုခါရနဲ့เนาะရှစ်၃ည၂လု ခါတောင်လေးတွေ့လိုက်တာနဲ့သူကြရတယ်เนาะအိုက်ကနန်းနောက်တစ်ခါဒီ၃လုံးဒီ၃နဲ့ဒီ၃လုံးဒီ၁တဲ့ဒီ၃လုံးဒီ၈တဲ့၈ဖြစ်ကနန်းက၆၈၄ပါပဲအဲ့ဒါဆိုဒီနေ့နဲ့နဲ့၃နဲ့၄နဲ့မှ3 318လို့စောင်းလို့ဒီပိတ်သုံးလုံးနှစ်ပါပဲဒါဆိုခုနလိုပဲဒီ၃လုံးဒီ၉တဲ့ဒီ၃လုံးဒီ၅တဲ့ဒီ၃လုံးဒီ၈တဲ့၉၅၈၉တပင်းနဲ့ပင်းတော့မကြည့်တော့ပါဘူးခုနက၁၄နှစ်လို့ပါပဲဒီက၁၄နှစ်ကိုကြီးစလို့ပါပဲတဲ့ ဲ့လိုဖြစ်မှဒီ၃လုံး၈ကိုဒီ၃လုံး၈တယ်အဲ့ဒီ၃လုံး၈ကိုအဲ့ဒီ၃လုံး၈တယ်အဲ့ဒီ၃လုံး၈ဒီခုနကဒီထိတ်ကဒီထိတ်နောက်နောက်တက်ကနောက်တက်တို့အဲ့ဒီ၃လုံး၈၈ကိုဒီတက်ထိတ်ကတက်ထိတ်နဲ့နောက်ခွန်ကနောက်ခွန်နဲ့ရိုက်ပါတယ်ဒါဆိုရင်ဒီ၃လုံး၈ကနေဒီ၃လုံးက15မ၃လုံးနဲ့15 break မ၃လုံးနဲ့15 break ဆိုတဲ့ကနေဒီမှာကခုနကဒါမျိုးပါပဲနော်အဲ့ဒီမှာဒီတက်ထိတ်နဲ့တက်ထိတ်နဲ့တက်ထိတ်နဲ့ပေါင်းပြီး1တယ်နောက်တစ်ခါ၃ခါနဲ့၅ခါနဲ့ပေါင်းပြီး8တယ် เนาะ3ဖြီတာပေါ့ဗျာနောက်တစ်ခါ4ဘိတ်နဲ့6ဘိတ်နဲ့ပေါင်းတော့3နဲ့8 3နဲ့လို့ဖြီတယ်အဲ့ကနေ2ဘိတ်2ဘိတ်3ဘိတ်4ဘိတ်1နဲ့3ဘိတ်ဒီချိန်မှာဒီ3လုံး8ကိုတဲ့8ခန်းလို့ထည့်တာနဲ့ဒီမှာ8 2 3ညလို့ထည့်ပြီးတော့အဲ့ဒါကခုနကကျွန်တော်ပြောတဲ့ခွန်နှစ်3ညပါပဲเนาะဟုတ်လားရှင်းလားเนาะ2ဘိတ်2ဘိတ်3ဘိတ်4ဘိတ်အောက်1 2 3 ဒီ၃လုံး၈ကိုထားလိုက်ပါတည်းအနည်းအားပြောပါမယ်ဒီ၃လုံး၈ကိုတဲ့ရှစ်ခါလို့ထည့်တာရှစ်အုံညာနဲ့ခါတော်လေးထည့်ပြီးတော့မှအဲ့ဒီကဏ္ဍရိုက်ပါတယ်အမှန်ပြောရရင်တော့၈၈၈၅၉ပေါ့နော်၈၈၈၅ပေါ့နော်ဟုတ်ပြီဒီကလည်းအဲ့လိုဖြစ်အားလုံးဖြစ်ပြီးတော့ကျွန်တော်တို့အိုက်ကနေသွားလိုက်တဲ့ခါကျသူ့ရဲ့ရောက်ဒီကတ်စည်းမှာဒီမှာရေကြည့်ပါဒီ၅ကနေတစ်ပင်၂ပင်၃ပင်၄ပင်၁နှစ်၃ဒီ၅ကနေတစ်ပင်၂ပင်၃ပင်၄ပင်၁ တဲ့နဲ့၃ဒီချိန်မှာအဲ့၃လုံး၈ကိုခုနလို၈ရဲ့၂ရဲ့၃ညရဲ့ထောင်ပြီးအဲ့190ဆိုရဲခဏမှာအဲ့တော့ယခုပြအခုပြတဲ့ခဏန်းဒီဒါက၈နဲ့၃မူခဏန်းကိုကျွန်တော်ပြထားပါတယ်အဲ့တော့အခုပြတဲ့ခုနကပြတဲ့၃ခွက်ဒီခုနကတော့ကျွန်တော်တို့ပြတဲ့စနစ်ကကျွန်တော်ပြတဲ့စနစ်ကခုနကလို့ပြောမလဲလိုရင်းနဲ့လိုရင်းလိုပဲထင်ရတယ်ပေါ့ဗျာနော်အဲ့လိုအဲ့ဒါလည်းကျွန်တော်မူခဏန်းပေးထားတာလေးကိုကျွန်တော်ကနှိုးတော်ပေးတာပါအဲ့တော့ကျွန်တော်ကခုနကနှစ်ခွန်တွင်းလဲဆိုလို့ရှိရင် ခုနကရိုးရှင်းပိတ်တယ်ဆိုရင်ဒါတော့ဆက်လိုက်ပါပြီเนาะเนาะခုနကပြောတာရိုးရှင်းကတော့ဒီလိုပါပဲအဲ့ဒီမှာကျွန်တော်ပြရတဲ့ကဏ္ဍကခုနကပြရတာက9အင်း9ခုနှစ်9ရေเนาะခုနှစ်3ရရေခုနှစ်4ရေပေါ့ဗျာဒါတော့ဒီဒါတော့အကြောင်းရဲ့အကျိုးရဲ့အများကြီးတယ်เนาะမပြောရှားနေလို့ဒီ3လုံးနှစ်ဒီ3လုံး4ဒီ3လုံး3 ဒီ၃လုံးနဲ့အဲဘာမှမသိဘဲနဲ့ရိုးရှင်းရိုးရှင်းသွားလို့ရှိရင်အဲ့ဒါတော့ဒီမှာ82တွဲကို6ပိတ်တယ်82တွဲကို9ပိတ်တယ်အဲ့ဒီမှာ82တွဲ4ပိတ်တယ်ဆို84အဲ့ဒီ84ရဲ့ခုနတလိုင်းနဲ့ပြထားတယ်နော်အဲဒါဆိုရင်မဟုတ်ဒီ၃လုံး8ကိုတဲ့အပိတ်၃လုံး8ထဲမှာလာပေါ့နော်ဒါဆိုရင်ဒီ၃လုံး8ကိုတဲ့အပိတ်၃လုံး8ထဲမှာလာဒါဆိုရင်ဒီ၃လုံးကခုံဆိုရင်အပိတ်၃လုံးခုံဆိုရင်ဒီမှာ2ရဲ့6ရဲ့ဆိုတော့ကျွန်တော်တို့က6ပိတ်ဆိုတော့ဒီကနန်းဖြစ်သွားပြီ ကဲမဟုတ်ပါဘူးရိုးရှင်းအပိတ်သုံးလုံးရှိတယ်အပိတ်သုံးလုံးရှိတယ်အပိတ်သုံးလုံးရှိသူနေ့ရက်6ရက်တုံများပိတ်တယ်အဲ့ဒီတော့အဲ့ဒီကဏ္ဍ3ခွက်ပါပဲနော်ကဲအားလုံးလည်းကြည့်ရင်တော့ like တို့အဲ့တော့နှစ်ခွန်တွဲရဒီနေ့ကြားရရှိပါတယ်ဗျာနော်အဲ့တော့နှစ်ခွန်တုံညကျန်တဲ့ line တွေကျွန်တော်မပြတော့ဘူးနော်အဲ့တော့ကျွန်တော်ကအဲ့ကြတော့တရက်လေးလနော်25လွယ်လွယ်တော့ပြလွယ်လွယ်တော့မဟုတ်ဘူးနော်ဒါလေးတွေကတော့ကြည့်ရင်တို့ ဲ့ဒီနှစ်ကနှစ်ထောက်ပြီးမှချတာเนาะကျွန်တော်ခုနကလောသွားလို့အဲ၄နှစ်ခွန်ဆိုတဲ့ကဏ္ဍနေရှိတယ်အဲ့နှစ်ထက်630ဆိုတဲ့ကဏ္ဍရှိတယ်သူကဒီနားမှာချတာဒီကောင်ကလည်းဒီမှာ brake နဲ့ထောက်တာအဲ့နှစ်90ကဒါမှအဲ့နှစ်ထက်က၄ခွန်ဆိုတဲ့ကဏ္ဍရှိတယ်630ဆိုတဲ့အဲ့အဲ့အဲ့ဒီအဲ့ဒီကဏ္ဍပဲ290ပဲเนาะအဲ့ဒါတွေကပင်ကျိတ်သွားကြည့်လို့မရဘူးကွာနော်ခွန်နှစ်3ညပေါ့နော်ခွန်နှစ်3ညရဲ့ခွန်နှစ် ငါကိုခွန်ပြတာမြန်လိုက်တာငါကိုခွန်ခွန်နဲ့လေးပြတာမမြန်ပါဘူးရှင်းရှင်းပါပဲပြတာကခုနလိုင်းလေးကိုပြနေတာနော်ရပြီလားဗျမင်္ဂလာပဲဆရာတဲ့ပြတာမမြန်နဲ့ဒီသာပဲဒီဒါကရှင်းအောင်ပြောလိုက်ရင်နော်ဒီ၃လုံးဒီ၃လုံး၃နဲ့ဒီ၃လုံး၁တယ်ဒီ၃လုံး၈တယ်၃ရဲ့ခွန်ရဲ့၆ရဲ့၃နဲ့၆ရဲ့၄ရဲ့ 1ရက်1တယ်ဒီ3လုံး8ရက်6ရက်4ရက်8တယ်အမှားက3 1 8 3 1 8လို့ဒီမှာရေးထားတယ်အဲ့ကနေသူရဲ့နောက်တနည်းနဲ့3နဲ့4နဲ့မှာအဲ့ဒီ3 1 8ကိုဒီကြာသီးတွေမှာ3 1 8လို့စောင်းတယ်အပိတ်3လုံး2ဖြစ်တယ်အဲ့ဒီကြာသီးအဲ့ဒါဆိုဒီခွန်3 1ဆိုတဲ့ကဏ္ဍ1တယ်336ဆိုတဲ့ကဏ္ဍ2တယ်815ဆိုတဲ့ကဏ္ဍ4တယ်1 1 4အဲ့1 1 4ကတပင်2ပင်3ပင်4ပင်5ပင်6ပင်အဲ့လိုဖြစ်မှဒီ3လုံး8 9တဲ့ခွန်6 5 8တယ်အဲ့ဒီ3လုံး8 9ခွန်1 3 5 8 8 ရှစ်တယ်ဒါဆိုရင်ဒီသုံးလုံး၅၅သုံးခွန်ဒီ၅ရိုက်တယ်ပေါ့နော်ဘုရားမနောက်တစ်ခါလဲ၄၅၄၄၅ဒီ၃တယ်သုံးလို့ရထားတယ်၆၃၅ဒီ၁တယ်၆၈၄ဒီ၈တယ်နော်၃၁၈လို့ဖြစ်တယ်ဒါဆိုဒီနေ့နဲ့နဲ့၃နဲ့၄မှာအဲ့၃လိုင်းရမကောင်းပြရမြန်လိုက်တာနော်နော်ဒီမှာဒီသုံးလုံး၄၄၅ဒီ၃တယ်၆၃၅ဒီ၁တယ်၆၈၄ဒီ၈တယ် 38 38လို့ရေးထားတယ်။အဲ့ဒီ38ကိုတနည်းနည်းနဲ့3နဲ့4နဲ့မှာ1 38လို့စောင်းတယ်။ဒီ3လုံးနဲ့တယ်။ဒီ3လုံးဒီလိုင်းကမရဘူးအဲ့ဒါရှင်းနဲ့3ပြတဲ့လိုင်းလိုင်းကမရတော့ဘူးเนาะဒီ3လုံး3နဲ့ဒီ3လုံး1တဲ့ဒီ3လုံး8တဲ့3 1 8အဲ့ဒီ3 1 9 1 3 8အပိတ်3လုံးနဲ့ဒီ3လုံးဒီ3လုံး9တဲ့ဒီ3လုံး8တဲ့ နော်အဲ့958ကဒီက958ဖြီးလိုက်ပြီခုနတည်းအဲ့မှာဒီ3လုံး8ကိုဒီ3လုံးလိုင်းကမရတော့လို့ပါနော်ဒါပါပဲလိုင်းကမရတော့အဲ့ဒါလေးကျွန်တော်အဲ့ဒါလေးနှစ် site ပုံအဲ့မှာ